်ဆွေစုံရမိဖို့ကြောင့်တမကျက်ကစ်ချင်လူသားတွေရဲ့နှလုံးသားဟာမိဖို့ကြောင့်တစ်ခုလိုပါပဲအဲ့ဒီမိဖို့ကြောင့်နဲ့မှာဘာတွေရှိလဲဘလို့အသုံးချလဲဆိုတာကလူတယောက်ချင်းစီပေါ်မူတည်နေပါတယ်တဲ့စိတ်ပညာရှင်ဒိုမီကယ်ရိုက်ဆဲ the masterly of love ဆောက်ထဲမှာပါတဲ့မိဖို့ကြောင့်ဥပမာကဒီအချက်ကိုတိတ်လှပစွာ ပုံဖော်ပြထားပါတယ်မိဖို့ကြောင့်နှမျိုးဆိုပါစို့ ကို့အိမ်မှာမိဖို့ကြောင့်ကြီးနှစ်မျိုးရှိတယ်။ပထမတစ်ခုကဆွဲဆောင်ရမိဖို့ကြောင့်မချစ်ကဲ kitchen ။ဒီမိဖို့ကြောင့်ထဲမှာအစာအသောက်တွေအပြည့်ရှိတယ်။ချက်ပြုတ်ဆရာပစ္စည်းတွေစုံလင်နေ။အရသာရှိတဲ့ဟင်းပြရာတွေချက်နိုင်တယ်။တခြားသူတွေကိုဝါဝါလင်လင်ကျွေးနိုင်တယ်။ဒုတိယတစ်ခုက ပလာဖြစ်နေတဲ့မိဖို့ကြောင့် empty kitchen ။ဘာမှမရှိဘူး။ဘာမှမချက်နိုင်ဘူး။ဘသူကိုမှမကျွေးနိုင်ဘူး။ တယောက်ယောက်ကအစားတောက်လာတောင်းစားရင်လည်းကြွေးစရာမရှိဘူးအချစ်ဆိုတာလည်းဒီလိုပါပဲလူတွေရဲ့နှလုံးသားထဲမှာလည်းမိဖို့ကြောင့်နှစ်မျိုးရှိပါလေတစ်အချစ်နဲ့ပြည့်နှက်နေတဲ့နှလုံးသားကိုကိုကိုချစ်တယ်တခြားသူတွေကိုအချစ်ပေးနိုင်တယ်ဘသူစီကမှအချစ်ကို တောင်းခံနေစရာမလိုဘူးတယောက်ယောက်ကမချစ်လည်းဘာမှမဖြစ်ဘူးနှစ်ဘလာဖြစ်နေတဲ့နှလုံးသား ကိုကိုကိုမချစ်ဘူးတခြားသူတွေစီကအချစ်တောင်းခံနေရတယ်အချစ်အတွေ့တယောက်ယောက်ကိုမှီခိုနေရတယ်အမြဲတမ်းအချစ်ငတ်မွနေတယ်ကိုရင်ထဲမှာအချစ်တွေပြည့်နေတဲ့သူဟာဘသူစီကမှ အချစ်သွားတောင်းခံစရာမလိုပါဘူးတခြားသူတွေကိုအချစ်ပေးနိုင်တယ်ဝေမျှနိုင်တယ်ချစ်ချင်းမေတ္တာကိုဖြန့်ဝေနိုင်တယ်ဒါပေမဲ့ကိုယ့်ရင်ထဲမှာဗလာဖြစ်နေတဲ့သူကတော့သူများရဲ့အချစ်ကိုအမြဲတမ်းမှီခိုနေရတယ် ငါ့ကိုချစ်ပေးပါငါ့ကိုအချိန်ပေးပါငါ့ကိုဂရုစိုက်ပါငါ့ကိုစွန့်မသွားပါနဲ့ဆိုတဲ့တောင်းဆိုတဲ့အနေနဲ့နေနေရတာပေါ့တိကျတဲ့အတိုင်းပဲလူတိုင်းကအချစ်ကိုလိုချင်ကြတယ်နှစ်သက်ကြတယ်ဒါပေမဲ့အရေးကြီးတာက ကို့မှာအချစ်ရှိမှတခြားသူတွေကိုပေးနိုင်မှာပါပြောရရင်ကို့ကိုကိုအရင်ချစ်တတ်ဖို့လိုတယ်ကို့တန်ဖို့ကိုသိဖို့လိုတယ်ကို့အားတာချက်တွေအားနည်းချက်တွေကိုလက်ခံတတ်ဖို့လိုတယ် တခါတလေလူတွေကကိုကိုကိုမချစ်တတ်ကြဘူး။ငါမလှဘူး။ငါမချမ်းသာဘူး။ငါမတော်ဘူးဆိုပြီးကိုကိုကိုအထင်သေးတတ်ကြတယ်။ဒီလိုလူမျိုးကတခြားသူကိုအချစ်သွားတောင်းတဲ့အခါဘာဖြစ်လာတယ်လဲဆိုတော့အဲ့ဒီအချစ်ကကြားရှိမခံဘူး။ဘာလို့လဲဆိုတော့ကိုယ့်ရင်ထဲမှာအချစ်မရှိပဲတခြားသူတွေစီကနေအချစ်ကိုခိုးယူတယ်လို့တောင်းခံနေလို့ပါ။ဒီတော့ဒေါ်မီဂယ်ရိုက်စ်ကပြောတယ်။မင်းရင်ထဲမှာဆွဲဆောင်ရတဲ့မိဖို့ကြောင့်ကြီးရှိတယ်။ မင်းရင်ထဲမှာအချစ်တွေအပြည့်ရှိတယ်။အဲ့ဒါကိုတူးဖော်ဖို့ပဲလိုတယ်တဲ့။ဘလို့တူးဖော်မလဲဆိုတော့ပထမဆုံးကိုကိုကိုလက်ခံပါ။ရှိတဲ့အတိုင်းလက်ခံပါ။မလှလဲကိစ္စမရှိဘူး။မချမ်းသာလဲကိစ္စမရှိဘူး။မတော်လဲကိစ္စမရှိဘူး။မင်းကမင်းပဲ။မင်းမှာမင်းပဲရှိတယ်။အဲ့ဒါကိုလက်ခံပါ။ပြီးရင်ကိုကိုကိုခေယူဆိုင်ပါ။ကိုကြိုက်တာလေးတွေလုပ်ပါ။စိတ်ချမ်းသာအောင်နေပါ။ ်ပျော်အောင်နေတတ်ပါ နောက်တစ်ခုက ကိုယ့်ရင်ထဲကအချစ်ကိုစီစဉ်ခွင့်ပေးပါ လူတွေကိုကျင်နာတတ်ပါ နားလည်ပေးတတ်ပါ ခွင့်လွတ်တတ်ပါအဲ့ဒါဆိုမင်းရင်ထဲကမိဖို့ကြောင့်ငါတဖြည်းဖြည်းပြေရှင်လာမှာပါအဲ့ဒီအခါမင်းကတခြားသူတွေစီကအချစ်ကိုငတ်မွတ်စွာမတောင်းတာတော့ဘူးအချစ်စစ်ဆိုတာတောင်းယူလို့ရတဲ့အရာမဟုတ်ဘူးတယောက်ကတယောက်ကိုငါ့ကိုချစ်ပေးပါလို့အတင်းတောင်းဆိုလို့မရဘူး အဲ့လို တောင်းဆိုရတဲ့အချက်ကအစစ်မှန်မဟုတ်ဘူး။ညီကောင်ချုပ်ပြောရင်ဒေါ်မီဂယ်ရိုက်စ်ပြောခဲ့တယ်လို့ပါပဲ။အချက်ကိုအပြင်မှာသွားမရှာပါနဲ့။ကိုနှလုံးသားထဲကမိဖို့ကြောင့်ကြီးထဲမှာအချက်တွေအပြည့်ရှိပါတယ်။အဲ့ဒါကိုသိအောင်လုပ်ပါ။ယုံကြည်ပါ၊ဖြန့်ဝေပါ။အချက်ဆိုတာတောင်းယူလို့ရတဲ့အရာမဟုတ်တယ်လို့တောင်းဆိုလို့လည်းမရပါဘူး။ကိုအထဲမှာရှိပြီးသားအချက်တွေကိုပဲ တခြားသူတွေစီ စီစဉ်ခွင့်ပေးလိုက်ပါအဲ့ဒါဟာအချစ်ရဲ့အမှုပညာပါပဲ။